အခြေအကြောင်းပြောပြလာတဲ့ anonymous ပြည်သူများအောင်လမဲမီလာပါရှင်။အမှုပညာကိတလန်ကြောင့်ပေါ်မှာတော့အောင်တွေတော့ဖိုးရွှေလာမင်းတကြင်းလေးနဲ့အလုံးရဲ့အားပေးမှုတွေရရှိလာခဲ့ပြီးအခုချိန်ထိပြည်သူရဲ့အားပေးဝေးရမှုတွေကိုအပြည့်ဝရရှိနေရကတော့လူငယ်သေးတဲ့ရှင် anonymous ပဲဖြစ်ပါတယ်။အစရော anonymous ကတော့သူဝတ္တနာပါရင်အမှုပညာလုပ်တွေကိုစူးစမ်းလုပ်ကိုင်နေပြီးတယောက်တည်းအေးချမ်းချမ်းလေးကြက်တဲ့နေရာဖြစ်ပါတယ်။ သူကတော့အမှုပညာလုပ်လေးတွေမှာတည်တယ်မကကြိုးစားလုပ်ကိုင်းသွားမယ်လို့လဲသူ့အားပေးဝင်ရောက်ပေးနေကြတဲ့ပိတ်တွေကိုပြောပြလာခဲ့ပါရယ်အမှုပညာလုပ်တွေကိုလုပ်ကိုင်းရင်တောက်တဲ့အေးအချမ်းချမ်းလေးပြတ်တန်းနေရယ်လူငယ်ဆူရော်လေး anonymous ကဒီကနေ့မှာသူ့ရဲ့အခြေရအကြောင်းကိုအခုလိုပဲထုတ်ပြောလာခဲ့ပါရယ် anonymous ကကျွန်တော်တော့အခုတော့တောက်တဲ့နေရတာကိုနေသားကြနေပါပြီအခြေရကတော့အထီးအကျန်ဆန်တယ်လို့ပဲကိုနဲ့တင့်တော်မဲ့သူရှင့်တော့စဉ်းစားမေဖို့ဒါမဲ့အခုတော့တောက်တဲ့ပဲပို့ကောင်းပါရယ် အချင်းရတဲ့အမှုပြလို့တွေကိုပဲပိုဦးစားပေးတယ်လို့ပိုဦးစားပေးလို့တွားမယ်လို့ anonymous ကပြောပြလာခဲ့ပါတယ်။အမှုပြကိတလောကတွေကိုတော့အောင်တွေတော့ဖိုးဆွေးလာမယ်။တက်ချင်းလေးနဲ့ပြိတ္တရရဲ့အားပေးမှုတွေကိုအပြေဝရရှိခဲ့တဲ့လူငယ်ဆိုရလီ anonymous ကတော့သူ့ရဲ့အချင်းမှာကံမကောင်းခဲ့ပေမဲ့လေသူဝတနာပါရင်အမှုပြလို့တွေမှာတော့ကံကောင်းခြင်းတယ်လို့ဆိုပါတယ်။ Anonymous ကတော့သူရဲ့ချင်းရီမှာကဲမကောင်းခဲ့ပေမဲ့လေသူဝတနာပါရနုပညာလုံးလေးတွေမှာတော့အကောင်းဆုံးကြိုးစားသွားမယ်လို့ဆိုပါတယ်။ Anonymous ကတော့သူရဲ့ချင်းရီမှာအနေငယ်ခံစားခဲ့ရပြီးအခုဆိုရင်လူငယ်အစိုးရ Anonymous ကသူဝတနာပါရနုပညာလုံးတွေကိုဒါကြိုးစားလုပ်ကိုင်းနေရင်ဖြတ်တန်းနေပြီဖြစ်ပါတယ်။ Anonymous ကတော့သူ့ရဲ့ချင်းရီမှာကမကောင်းခဲ့ပေမဲ့အမှုပြလို့တွေ့မှာတော့သူ့အနေနဲ့အကောင်းဆုံးလို့ပြသွားမယ်လို့ဆိုပါရယ်။အဲကြောင့်လို့ရနေပတ်သက်ပြီးတော့လေလူငယ်အစိုးရလေး Anonymous ကအခုလိုပဲပြပြလာခဲ့ပါရယ်။ Anonymous ကကျွန်တော်တို့အမှုပြလို့တွေ့မှာအကောင်းဆုံးစူးစမ်းသွားမယ်။ကိုဟာတဲ့ချိန်ကမားခဲ့ဖို့တော့တင်ငန်းစာရီလေးကောင်းကောင်းရသွားပါပြီ။ဒီတင်ငန်းစာရီကနေပို့ပြီးတော့စူးစမ်းသွားမယ်။အခုဆိုရင်တချင်အတက်လေးတွေထွက်ရှိလာနိုင်ဖို့စူးစမ်းနေပါပြီဆိုပြီး Anonymous ကပြပြလာခဲ့ပါတယ်။အခုဆိုရင်လူငယ်အစိုးရလေး Anonymous ကအမှုပြလို့တွေ့ကိုစူးစမ်းလုပ်ကိုင်းနေပြီဖြစ်လို့သူရဲ့တချင်အတက်လေးတွေကိုလည်း writer တွေကအပြေဆောင်မြော်နေကြပါတယ်။ Anonymous ကတော့သူရဲ့အမှုပြလို့ရှာမှုတွေနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပဲပရိသတ်တွေကို ပြောပြလာခဲ့ပါရယ် Anonymous ကကျွန်တော်တို့အလုပ်လေးတွေမှာအကောင်းဆုံးစူးစမ်းပြီးလုပ်တော့မှာပါတကြာတက်လေးတွေချွဲရှိဖို့စူးစမ်းနေပြီပေါ့နော်ကျွန်တော်ကအားပေးနေကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပြလာခဲ့ပါရယ်အခုဆိုရင်လူငယ်အစိုးရလေး Anonymous ကတချင်လေးတွေထွက်ရှိလာနိုင်ဖို့စူးစမ်းနေပြီးသူကတော့သူဝတနာပါတဲ့နုပြလို့တွေ့မှာအကောင်းဆုံးစူးစမ်းသွားမယ်လို့လည်း Anonymous ကမီဒီယာတွေပေါ်ကနေထုတ်ပြောလာခဲ့ပါရယ် ခုနှစ်ရှင်မှာတော့ဆိုတော့ anonymous ကအနုပညာလှူရှာမှု အတက်တွေမှာစူးစမ်းလုပ်ကရင်ဖြတ်တန်းနေလျက်ရှိပါတယ်ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တတော် video တင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။